ဟီယောအလုံးပဲမင်္ဂလာညနေခင်ပါဂျွန်လစကူယန်နေယန်ညနေပိုင်းထူတရီမြောက်ကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တမီချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်မန်လီတိုင်းမင်းချမြောက်နေအနင့်ကျေးရွာနဲ့ခွန်ကွေကျေးရွာအကြာစစ်သားနဲ့ပြောဆိုထီများလိုက်ပါလာတော့ကားကိုချက်ပြတ်တိတ်ခိတ်ခိတ်ရာရုရှားပြန်တုံးပွင့်ဘူးကြီးပြီးဖြိုကြုံနဲ့ บียวโซที่ข้องสองมินไตอปาวิงตงกองควยเตวัตเตเตซงปีจะจัดจีเมาไซอปินอัจันดายายาชิเคจางมินเชบลักไทเกอร์ตะเพยข้องสองบูเมเคกะเบียวสูท่าบาเรတချက်ချီမုတ်စိတ်မှာအပိနထန်ဒဏ်ရာရရွေမင်းချံပီတုဆေယုံတွေစေကူတမှုခံယူနေကြောင်းသိရှိရပါတယ်။မြို့ဆိုတီကောင်းဆောင်မင်းတိတ်ဤရုပ်အလောင်းအားလကောင်းဤတွေးဖက်ဖြစ်သူတီတာယုံမှ မိသားစုထံအလောင်းပြန်မအပ်သေးပေ၎င်းကိုတိုင်တကြူပေးမိဟုသိစီရပါတယ်။ဒီရာယုတ်မင်းကြေကွေးလောက်ပါပြီကွာခုလောက်ဆိုရင်တော့မင်းချမ်းမချိုချာနေတော့ပြောဆိုတီခေါဆောင်ကောင်းရှိတယ်။တကောင်ကတော့ရှင်းလင်းတော့ပြီတကောင်ပဲကျင်တာဖြစ်ပါတယ်။ကောင်းလေးတဲ့တတင်းတော့တတင်းရန်ကုန်အခြေဆိုင်ဥရောပတမကဘီတင်ကနေဒါဆွီဒန်ပင်တစ်နော်ဝေးဒင်မတ်အပါအဝီနိုင်ငံတကာတန်ယုံမြတ်က ဒေါအောင်ဆန်းစုကြည်၏မွေးနေ့ကိုကုန်ပြုတ်သည့်အနေဖြင့်တန်ယုံ Facebook စာမျက်နှာများ၏နှင်းစီပန်းလူထုခေါင်းဆောင်၏ပုံများကိုယနေ့နာနေ့ပိုင်းတွင်ပြောင်းလဲတင်ထားကြောင်းသိရှိရပါသည်မြန်မာနိုင်ငံဆိုင်ရာဘီတင်တန်ယုံကလည်းနှင်းစီပန်းပုံဖြစ် profile picture ကိုပြောင်းလဲလိုက်ပြီးဖန်စီချောင်းအောင်ခံထားရစေဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်စစ်စေနှစ်ပြည့်မွေးနေ့အထင်အမှတ်အဖြစ်ယနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ် UK နဲ့ American အစိုးရတို့ကဒေါ်အောင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားရသူများအလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်ကြောင်းသိရှိရပါတယ်။မြုပ်ကလေးကျိုစုဦးမင်းဘဘကူတော်ပြောလိုက်တော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံတကာတန်ယုံတွေကစံတပ်ပြနေပြီ။မင်းတို့တော်ဖမ်းချဟုတ်ပြီနော်။ကောင်းလေးတဲ့တည်နော်တည်စကိုင်းတိုင်းပလေးမြုပ်နေကန်တော့စစ်ကောင်စီတက်စခန်းကိုပီတူလမြုပ်ရေးတက်မတော် PLA ဦးဆောင်တော့ တော်လှန်ရေးတပ်ဖွဲ့များကအပိသက်တင်ပိုက်လိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ထားပါရယ်ယနေ့ဂျွန်လတ်စကူရဲ့နာနဲ့6နာရီ40မိနစ်တွင်ကန်တောင်စစ်ကောင်စီတပ်စခန်းကိုအပိသက်တင်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း PLA ကပြောဆိုထားပါရယ်မင်းကောင်တည်ဆုံးလာလဲဆိုတာကတော့တရင်အတိအကျဖော်ပြထားခြင်းမရှိသေးပါဘူးတင်းစီထားတဲ့လက်နက်ခဲယမ်းတွေလည်းမဖော်ပြထားသေးပါဘူးသူတို့ထုတ်ပြန်တဲ့ချိန်မှာနောက်ဆက်တင်ဆက်တော့မှာဖြစ်ပါရယ်ကောင်းလိုက်တဲ့တည်နောက်တည် ဂျူလာစီရဲ့မနေ့ည9:00နာရီမိနစ်20အချိန်ကစစ်ကောင်စီအလူကြအလောက်လောက်ပေးနေတဲ့တာကေတာမြို့နယ်မြို့နယ်ဥပဒေရုံးကိုပင်နာမစ်မိုင်းတွင်နဲ့တွားရောက်ဖို့ခွေတိတ်ခိတ်ခိတ်ကြောင်း Freeland Attack Force FLA အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီတိတ်ခိတ်မှုကို Freeland Attack Force FLA နဲ့ Anonymous Fighter Force တဖွဲ့တို့ပူးပေါင်းလို့ဆောင်ခဲ့တာဖြစ်ပြီးအခင်းနေရာကနဲ့အထီးအခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ မနေ့ကရန်ကုန်မြို့တွင်နေရာသုံးခုမှာရန်ကုန်အာမေတွေကတိုက်ခိုက်တာဖြစ်ပါတယ်။နေတာမှမဟုတ်တာနော်။ကောင်းလေးထစ်တတင်းနောက်တတင်းရခိုင်ပြည်ကျောက်ပြုံမြုပ်နေမှာမူသေးထန်စွာရွာသွန်းနေပြီးစစ်ကောင်စီရဲ့စစ်ရေးပြောဟာအရာအရေးပါဆုံးစစ်စကန်ကြီးနှစ်ခုအနီးမှာလေအရခတ်တတော်အေအေနဲ့စစ်ကောင်စီတပ်တုပ်အကြာနှစ်ဖက်တိုက်ပွဲတွေအစင်အဟုန်ပင်ထန်နေတယ်လို့တတင်းရရှိထားပါတယ်။မူးရွာနေတာ၃ရက်လောက်ရှိပြီးရေတွေတောင်ပြီးနေပြီး ဒါပေမဲ့တိတ်ပွေးအရှင်ကရှော့မတော်ဘူးရေးတဲ့ရင်ကိုစစ်ကောင်စီကဘလူမအကြမ်းမကလို့အပင်းအထန်ခုခံနေတာလို့ထင်တယ်။နောက်ထပ်တညဝတီရေတက်အနီးကမလကျွန်းနဲ့တိပုတ်တောင်မှလည်းတိတ်ပွေးတွေဖြစ်နေတယ်လို့ကြောက်ဖြုတ်တဲ့တက္ကန်စီရေတရင်ချင်းမိတအူကပြောဆိုထားပါလေ။ရေးတဲ့ရင်သုံးစနစ်မကြခင်ကြာတော့မှာပဲဒီတိုင်းဆိုရင်တော့ကောင်းလိုက်တဲ့တည်နောက်တည် ဂျွလစ်6ရက်နေ့တွင်ပတ်တန်လေကျေးရွာဘုံကြီးကျောင်း၌လာရောက်တဆွေးနေထိုင်နေသည့်စစ်ကောင်စီတပ်သား20ကျော်ထဲမှစစ်သား9ဦးသည်ဂျွလစ်6ရက်ယမနေ့ညနေ3နာရီခန့်အချိန်မှာလေကွန်းထဲ၌ငါရှာမီဟုအကြောင်းပြကာထွက်ပြေးသွားကြကြောင်းသိရပါသည်ဘုံကြီးကျောင်းမှာတဆွေးနေတဲ့စစ်သားတွေတမင်းဆရတာအစီမပြီလို့ဆိုပြီးငါရှာထွက်ကြပါတယ်စစ်သားကိုနေရောက်လေထဲမှာငါးရှာနေရင်းကပြုတ်သွားလို့လက်ရှာတာပြတ်မတွေ့တော့ဘူး ရှီတန်ထွေရမှာကြောက်လောက်စုပြီးပြီးကြတာလက်နဲ့တွေတော့ပါမသွားဘူးအဲ့ပြီးတဲ့သူတွေအများစုကစစ်မှုထမ်းတတတိတွေလို့ပြောပါတယ်ဟုဒေတာခန်တူမှတာယာဝတီ ACT ကို ပြောပြထားပါတယ်ငါရှာရင်ပြုတ်သွားတယ်ဆိုတော့မိတ်တယ်နော်ကောင်းလိုက်တဲ့တင်းနောက်တင်းရန်ကုန်မြို့ကဘာအေဖီယာလန်ပေါ်ရှိကဘာအေဖီယာနဲ့လူကုကုံကြိုတတာတွေဒေါအောင်ဆန်းစုကြည်အသက်စီစီပြီးမွေးနေ့အထင်းအမှတ်အဖြစ် စီစစ်ချစ်တဲဆူတော့စာတန်ကိုယနေ့ဂျွန်စကူနေလေကချိတ်ဆွေးထားကြောင်းသိရှိရပါတယ်။ရန်ကုန်မြို့လေမှာဒီလိုမျိုးလောက်ရေးတယ်ဆိုတော့တတိရှိတာလည်းပါတယ်။စစ်ခွေတွေခွေရေးတွေမြို့ကိုမထင်းချောက်နိုင်တော့ဘူးဆိုတာကိုလည်းပြတ်သားတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တင်းနော်တင်းဂျနေဂျွန်လတ်စကူယနေ့တွေကြာရောက်တော့နိုင်ငံတော်အတိုင်ပင်ကံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်၏အသက်ရှိစေပြီးမွေးနေ့လှုပ်ရှားမှုအဖြစ်မန္တလေးမြို့ ဈေးတနေရ၌စစ်အာဏာရှင်စက်ကြီးရဲ့ပြုတ်ကျလောက်ရှမှုပြုတ်လောက်ခေကြောင်းသိရှိရပါတယ်။ဗီဒီယိုဖိုင်ထွက်တဲ့ဗီဒီယိုဖိုင်ကတင်ပြလို့မရတဲ့အတွက်ပိုလူရီအက်တီလီဂရမ်မှာကြည့်လို့ရပါတယ်။တွင်ချင်းတွေအများစုကတော့မင်ပီးသားဖြစ်မှာပါ။အမေစုရှိစင်ပြီးမွေးနေအတွက်လှောက်ရှားနေတဲ့ဘီတူတွေအများကြီးပဲတနိုင်ငယ်လုံးမှာနော်။ကျွန်တော်တင်ပြတာကမန်ဒေးနဲ့ရန်ကုန်ပဲတင်ပြတယ်။မဖြစ်လို့လဲဆိုတော့စစ်ခွဲတွေကအပီအဝတ်ထင်းချောက်တဲ့မြို့တော်ဖြစ်လို့ ဒီလိုမျိုးလှောက်ရှားမှုတွေလုပ်ရည်တယ်ဆိုတော့တအားကုန်ယူရှာဖြစ်ပါတယ်ဒီနေရာမှာတုံရင်ချင်းတို့ကြားတဲ့အတိုင်းပဲမြုပ်ကလေးကျိုးစိုးဥကပါပြောတာလေမြန်မာနိုင်ငံအတွင်းမှာလှောက်ရင်လှောက်ကြည့်ပါလို့ပြောတယ်မဟုတ်လားအခုတနိုင်ငံလုံးမှာလှောက်တာ Facebook မှာဆိုရင်တော့အမေစုမွေးနေအတွက်ကုံပြုတ်တဲ့တပုံနဲ့ဗီဒီယိုတွေကြီးပဲသတင်းတွေမှာလည်းမလှောက်နိုင်လေခုစစ်ခွေးတွေသွားဖန်ကြဟုတ်ပြီနော်မင်းတို့တွေကပတ်သက်ပြပြောတာတကယ်တမ်းကြိုက်မင်းတို့လှောက်ရေးမှာမဟုတ်ဘူး တနိုင်ငံလုံးမှာကုလှုပ်ရှားနေကြတာဘလောက်ကုံယူရှာဖြစ်လဲဒါလေးစပါတယ်အကုန်လုံးဂျွန်လတ်စကူယနေ့ရန်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆွေတော့ကျွန်တော်တို့ပထမဆုံးအရင်ကအမေစုမွေးနေမှာအမေစုပြောသွားတဲ့စကားကိုချက်လုံးနဲ့ကြည့်အောင်။တနာမမှန်နဲ့တောင်းပေးတဲ့ဆူတိုင်းဟာအနိသင်ရှိတယ်လို့ကျမယုံကြည်ပါတယ်။ဘယ်ဘာသာကိုပဲကိုယ်ပဲကိုယ်ပဲဘာဘာသာစကားပဲပြောပြောဘယ်နိုင်ငံသူနိုင်ငံသားပဲဖြစ်ဖြစ်တကယ့်ကိုစေတနာနဲ့ တောင်းပေးလိုက်တဲ့ဆုဟာထိအောင်မှုရှိတယ်တိုင်းတာတစ်ခုလို့ထိအောင်မှုရှိတယ်လို့ကျမယုံပါတယ်ဘာဖြစ်လို့ကျမကမေတ္တာစေတနာရဲ့စွမ်းမကားကိုအင်တန်အယုံကြည်ရှိလို့ပါဒါကြောင့်မလို့ကျမအတွက်မွေးနေ့တွေအရင်အတိတ်ကမွေးနေ့တွေမှာဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ပုံကိုယ်တွေအခုဒီနေ့မွေးနေ့မှာဆုမွန်ကောင်းတောင်းပေးနေတဲ့ပုံကိုယ်တွေအားလုံးကိုကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ဒီဆုတောင်းပေးချက်တွေဟာအာ အလဟတာမဟုတ်ပါဘူးဒီဆူတောင်းပေးချက်တွေဟာအင်တာမထည့်ရောက်ပါတယ်ကျွန်မတို့လည်းအင်တာမအထောက်ကူပေးပါတယ်လို့ပြောချင်ပါတယ်မွေးနေ့မှာတည်တည်တန်းတန်းပြောချင်တဲ့စကားဆိုတာလေတကယ်တော့နေတိုင်းပြောချင်တဲ့စကားမျိုးပါပဲစောစောကကျွန်မပြောသလိုပေါ့မွေးနေ့တနေ့ဆိုတာဟာကြံတဲ့ဒီတနေ့လုံးရဲ့နေ့တွေနဲ့တကယ်တော့မခြားသင့်ပါဘူးအဲ့တော့ကျွန်မပြောချင်တဲ့စကားဟာဒီမိုကရေစီကိုတကယ်လိုလားတဲ့လူတွေဟာညင်ညင်ညွတ်နေကြပါညင်ညင်ညွတ်ညင်နေပြီးတော့ရိုးရိုးကျင့်မြင့်မြင့်ကြံကြပါ ိတ်ပြီးတော့ကိုကိုကိုထင်ပေါ်ခြင်းနဲ့စိတ်ကိုအတွက်ပဲကိုလှုပ်ခြင်းနဲ့စိတ်တွေကိုမထားကြပါနဲ့အဲ့ဒီလိုစိတ်တွေပါလာလို့ရှိလို့ရှိရင်နိုင်ငံရေးမှာအနှောက်အယှက်တွေအများကြီးဖြစ်နိုင်ပါတယ်နိုင်ငံရေးလှုပ်တယ်ဆိုတာဟိုညီမျိုးပြင်းနဲ့လှုပ်ရပါတယ်အကျမတို့လိုနိုင်ငံရေးလှုပ်တဲ့လူတွေကအများကြီးတည်တယ်ဟုတ်ပါတယ်အဲ့တော့ကြောကြားတယ်လို့ဆိုပါတော့နော်ဒါမှမဟုတ် ကျမရဲ့အမြင်မှာနာမည်မထွက်တဲ့ကျမတို့ရဲ့ဒီမိုကရေစီဘက်တော်သားတွေဟာအမြင့်မြတ်ဆုံးလို့ကျမမြင်ပါတယ် ဘာနာမည်မှမရပဲနဲ့ဘယ်သူမှချီးမွမ်းတာကိုမခံရပဲနဲ့ကိုယ်ယုံကြည်ချက်အရာကိုဒီဇိုင်းမမလုပ်နေတဲ့လူတွေတဲ့ပို့ပြီးတော့မြင့်မြတ်တဲ့လူမျိုးမရှိနိုင်ဘူးလို့ကျွန်မယုံကြည်ပါတယ်။ဒါကြောင့်မလို့ကျွန်မတို့တကယ်ဒီမိုကရေစီကိုလည်းရအောင်လုပ်ချင်တယ်။ကျွန်မတို့နိုင်ငံကိုလည်းအကျိုးပြုချင်တယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့စိတ်ထားနဲ့တွေနဲ့ညီညွတ်ဆက်ပြီးတော့လုပ်သွားကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်။တန်ဖိုးစီလိုက်တာကွာ။ အမြင်ဆုံးထောင်ကားတဲ့အမြင်ဆုံးလို့မြှောက်ပါစေလို့ကျွန်တော်ဒီကနေ့ဆုတောင်းပေးပါတယ်။ကြည့်တာဆိုရင်တော့ note video ရုရှားပြန်တုံးပွင့်ဘူးကြီးနဲ့မြို့စိုတီကောင်းဆောင်မင်းတိတ်နဲ့တတပိုင်စုစင်လင်းခေတောဂျာမေရေဘိုကွန်မန်ဒူကနအူကျူဆူတဲ့ video တစ်ချက်လို့ရှုကြရအောင်။ကိုနေရစ်တီတီဆောင်ပြီးမှတိတ်ခိတ်တာဖြစ်ပါတယ်။စင်လင်းခေတာဖြစ်ပါတယ်။ ကွန်မန်ဒိုကိုနှစ်ယောက်ကရှင်းတာပေါ့နော်ရှင်းထည့်တာပေါ့တော့အေးစီဟိုဒီရောရာရှက်ပြန်လဲလာလာတယောက်ပြန်လဲလာလာကုန်တေးတာပဲဟာဟာကွန်မန်ဒိုကွန်မန်ဒိုကြာမေးကွန်မန်ဒိုတွေနော် ကနည်းကနည်းဆော့ပြီးမှတိုက်ခိုက်တာနော်ကနည်းကမိမတို့ဘာသာယူရုံကပြောတူရလူငယ်လေးတွေနော်မိတဲ့ဂျမ်းမေးလေးတွေသူတို့တွေတားဆော်တာနော်တကယ်ကျုံးတာဒီကောင်တွေကကေဒါဆွင်တော့ note video အမေစုနဲ့ပတ်သက်ပြီး Kim Aris interview ကိုတစ်ချက်လောက်နားရှင်ကြည့်ရအောင် ဒေါန်ဆန်းစုကြည်နိုင်ငံရေးထဲဝင်သွားပြီမဲ့သူအချင်းချင်းဖန်ဆီးထိမ့်သိမ့်ခံရတော့နိုင်ငံရေးအတွက်သူပေးဆက်ရတာတွေတိတ်များတယ်လို့မြန်မြင်မိလားသားတယောက်အနေနဲ့ဘလို့ဖြစ်မိလဲ Well I think that, that her time spent peace မြန်မာပြည်ဒီမိုကရေစီရေးအတွက်ငြင်းငြမ်းတဲ့အနေနဲ့သူအချင်းတွေကိုကောင်းကောင်းအသုံးပြနိုင်ခဲ့တယ်လို့ထင်ပါတယ်သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာမြန်မာနိုင်ငံဟာလွတ်လပ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ကာလတစ်ခုမြင်တွေ့ခံစားနိုင်ခဲ့ကြရပါတယ်အခုတော့မြန်မာနိုင်ငံဟာစစ်တပ်အောက်ပြန်ရောက်သွားတယ်ဒါပေမဲ့လူတွေကလက်မခံတော့ပါဘူး ။ဘာလို့လဲဆိုတော့သူတို့ကမိမိလက်ထက်တုန်းကလွတ်လပ်မှုရဲ့အရာတာကိုခံစားခဲ့ကြဘူးပြီလေ။ Your mom is a မိသားစုအရင်းနဲ့နိုင်ငံအရေးရှင်လိုက်ဒေါအောင်ဆန်းစုကြည်ကနိုင်ငံကိုပဲဦးစားပေးရွေးချယ်ခဲ့တာတွေ့ရတယ်။အဲ့ဒီအပေါ်မှာဘလို့ခံစားရလဲ။ Um ရွေးစရာကများများဆဆသိပ်မရှိဘူးလို့ထင်ပါတယ်။နိုင်ငံတစ်ခုလုံးနဲ့မိသားစုကြားမှာဘယ်ဟာရွေးမလဲဆိုတာဆုံးဖြတ်ခဲ့ရတယ်။မိမိအဲ့လိုဆုံးဖြတ်ခဲ့လို့ကျွန်တော်ဘယ်တော့မှမနာလိုဝင်တိုစိတ်မရှိခဲ့ပါဘူး။ကျွန်တော်မိမိကိုလိုအပ်တာထက်မြန်မာပြည်ကမိမိကိုပိုလိုအပ်ခဲ့ပါတယ်။ တခုချိန်ထီလဲအဲ့လိုပါပဲမိမိဒီလိုရွေးချယ်လို့ကျွန်တော်အတွက်တော့ပြဿနာမဖြစ်ပါဘူးအမေရဲ့အဝေးမှာနေရတဲ့အခါအထီးကျန်စိတ်ဖြစ်မိလားဖြစ်ပါတယ်တခါတလေဖြစ်မိပါတယ်ဒီလိုဖြစ်မယ်ဆိုတာကလည်းတွေးကြည့်လို့ရတာပဲလေမြမပြေကတခြားသူတွေလည်းတိထက်ပိုးစိုးတဲ့ဘဝမျိုးမဖြတ်သန်းဘူးကြတာတော့လည်းမဟုတ်ပါဘူးကိုထိန်မင်းအဖေ Michael Harris ကသူ့အခန်းမှာဒေါအောင်ဆန်းစုကြည်ပုံပကြီးကချိတ်ဆွဲခဲ့ဘူးတယ်လို့သိရတယ်သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာအကြောင်းကိုရောတားတယောက်အနေနဲ့ဘယ်လိုတွေ့ခဲ့ရလဲ ဖိဖိသာမရှိခဲ့ဘူးဆိုရင်1988တုန်းကအခြေအနေတွေကမိမိအတွက်ရောမြန်မာပြည်အတွက်ပါတမျိုးတပုံဖြစ်သွားခဲ့မှာပါ။ဖိဖိကမိမိအတွက်နောက်ပြီးမြန်မာအရေးအတွက်လှုပ်ရှားမှုတွေမှာဇက်တိုက်ပါဝင်ခဲ့ပါတယ်။မိမိနိုဘယ်ငြိမ်းချမ်းရေးဆုရတာလည်းဖိဖိရဲ့ကြိုးပမ်းမှုလည်းပါခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားကချက်ချင်းတရားကအင်မတန်မှခိုင်မာပါတယ်။သူတို့နှစ်ယောက်တယောက်ကိုတယောက်အရန်ချစ်ကြပါတယ်။ဖိဖိကသူမစိုးငင်ကမိမိကိုအရန်တွေ့ကျင်ခဲ့တာပါ။သွားတွေ့ခွင့်တော့မရသွားခဲ့ဘူး။ဒါပေမဲ့မိမိလှုပ်နေတာတွေကိုသူအပြည့်အဝထောက်ခံအားပေးခဲ့ပါတယ်။ မိမိအင်္ဂလန်ကိုပြန်လာလို့မဖြစ်ဘူးဆိုတာကိုလည်းသူနားလည်ပေးခဲ့ပါတယ်ကိုထိန်လင်းမြန်မာပြည်သွားတဲ့တစ်ခေါက်တုန်းကလေးစိတ်မှာဒေါအောင်ဆန်းစုကြည်ကိုတတ်တူးထိုးထားတာကိုပြခဲ့တယ်လို့သိရတယ်။ NLD အလံပုံလို့ထင်တယ်။ဒေါအောင်ဆန်းစုကြည်ကဘာပြောလဲ။ကျွန်တော်အဲ့ဒါကိုမှတ်မိပါတယ်။လေးစိတ်ထဲမှာကျွန်တော်ကအပေါ်အင်းကြီးချွတ်လိုက်ပြီးကျွန်တော်တက်တူးကိုအားလုံးကိုပြလိုက်ပါတယ်။တကယ်တော့မိမိကတက်တူးထိုးတာတွေကိုခွင့်ပြုခဲ့ရသူမဟုတ်ပါဘူး။အကူလဲခွင့်ပြုမယ်လို့မထင်ပါဘူး။ဒါပေမဲ့ဒီပုံနဲ့ပတ်သက်ရင်တော့ तू ဘာမှမပြောတာတော့ဘော့။ မိမိကတိတ်တိတ်ကလေးနဲ့ကျေနပ်နေမယ်လို့ထင်ပါရယ်ဗျာ I think she was secretly quite pleased even though she disapproves of tattoos On that trip အဲ့ဒီကိစ္စကဒေါန်ဆန်းစုကြည်နဲ့ခရီးတူသွားတာမျိုးပဲဖြစ်ဖြစ်ဘလို့အမှတ်တရမျိုးရှိခဲ့ဘူးလဲ Just being in Burma was nice it's not that often that I get to go back to Burma မြန်မာပြည်ကိုရောက်သွားတာကတော့ကောင်းနေပါပြီကျွန်တော်ကလည်းမြန်မာပြည်ကိုမကြမကြသွားနိုင်တာမျိုးမဟုတ်ဘူးလေမြန်မာပြည်အနှံ့သွားရတာလူတွေကိုတွေ့ရတာဒေသအစားအစာတွေစားရတာကတိတ်ကောင်းပါတယ် ဒါပေမဲ့ကျွန်တော်မြန်မာပြည်သွားတာရဲ့အရေးအကြီးဆုံးကိစ္စကမိမိနဲ့တူတူရှိနေဖို့ပါဒါပေမဲ့မြန်မာပြည်ရောက်သွားရင်တော့မိမိနဲ့အမြဲတမ်းတော့တူတူရှိနေခွင့်ရတာမဟုတ်ပါဘူး It's not always the case that I get to spend that much time with her What would be the ဒေါန်ဆာစုကြည်နဲ့ပတ်သက်ရင်ကိုထိန်လင်းစိတ်မကောင်းဖြစ်မိခဲ့တဲ့အချိန်ကဘယ်အချိန်တွေဖြစ်မလဲဥပမာကိုထိန်လင်းအဖေဆုံးခဲ့တဲ့အချိန်ဒါမှမဟုတ်ဒေါန်ဆန်းစုကြည်အကျဉ်းချနေတဲ့အချိန်ဒါမှမဟုတ် Ranger ကိစ္စကြောင့်နိုင်ငံတကာကသူ့ကိုဝေဖန်တဲ့အချိန်မျိုးဖြစ်မလား All all those times are sad obviously when she wasn't allowed ဒါရီအားလုံးကဝမ်းနည်းစရာအခြေအနေတွေပါပဲတေးကြာရာကတော့မေမေဖေဖေကိုလာတွေ့ခွင့်မရတာဒါမှမဟုတ်ဖေဖေကင်ဆာဖြစ်ပြီးသူ့ရဲ့နောက်ဆုံးအချိန်မှာမေမေကိုသွားတွေ့ခွင့်မရတာကတော့ကျွန်တော်ဘဝရဲ့ဝမ်းအနည်းဆုံးအချိန်ပါပဲရွန်ဂျာကိစ္စနဲ့ပတ်သက်ပြီးမေမေဝေဖန်ခံရတော့ငါလဲဝမ်းနေတာထက်ကျွန်တော်အရန်ဒေါသထွက်ရပါတယ်မေမေကအခြေအနေကိုအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပေမဲ့ လူတွေကနားမလည်ပဲမိမယာစစ်တပ်နဲ့ပေါင်မီရိုဂျာတွေကိုဖိနှိပ်တယ်လို့ဆွဆွဲခဲ့တယ်။ဒါလုံးဝမမှန်ပါဘူး။အဲ့ဒီအချိန်တုန်းကမီဒီယာတွေကမိမိကိုပုံဖော်ပုံတွေကလည်းအမှားမှအယွင်းယွင်းပါပဲ။ဒေါက်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတားတရားအနေနဲ့ဂုံအယူရဆုံးအချိန်ဆိုရင်တော့ဘယ်အချိန်ဖြစ်မလဲ Well when she was awarded the Nobel Peace Prize was a very proud moment. Also when မိမိနိုဘယ်ဆုရရဲ့အချိန်ကတော့တိတ်ကိုဂုံယူရတဲ့အချိန်ပါပဲ။ NLD ပါတီရွေးကောက်ပွဲတွေနိုင်တဲ့အချိန်ကလည်းတိတ်ဂုံယူဖို့ကောင်းပါတယ်။ ဒါမေမေနှစ်တည်းအများကြီးခက်ခက်ခဲခဲကြိုးပမ်းခဲ့ရမှုရဲ့အသေးအပွင့်တွေပေါ့ဒါရီကိုချေမွားဖြည့်ဆည်းခဲ့တဲ့2021စစ်အာဏာသိမ်းတဲ့အချိန်ကတော့အများကြီးကိုဝမ်းနေဖို့ကောင်းပါတယ်မေမေကိုလည်းလုံးဝမှားယွင်းတဲ့ဆွေးချက်တွေနဲ့ထောင်ချထားတာ၄နှစ်ကျော်နေပါပြီကျွန်တော်မေမေကိုဘယ်အချိန်ပြန်တွေ့ရမလဲမသိနိုင်သေးပါဘူး SSN တာတယောက်အနေနဲ့ဒေါန်ဆန်းစုကြည်ခြံခဲ့တဲ့အမွေကဘာလို့ပြောနိုင်မလဲစီ she will leave behind well i hope to see that Burma will get back on its path to democracy and မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းကိုပြန်ရောက်သွားဖို့ကျွန်တော်မျှော်လင့်ပါတယ်ဒီမိုကရေစီရဲ့အနှစ်သာရတချို့ကိုပြည်သူတွေခံစားမိစေတဲ့အကြောင်းရင်းတွေတော်တော်များများကမိမိရဲ့မိမိနဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေရဲ့အကြောင်းပါမိမိခြံခဲ့မဲ့အမွေကသူဟာမြန်မာပြည်ကိုပြန်စုစည်းပြီးမင်းစိုးမင်းညစ်အာဏာရှင်စနစ်အောက်ကနေမြန်မာပြည်ကိုလွတ်မြောက်စေသူလို့ဖော်ပြပါတယ် for the new generation နောင်မျိုးဆက်တွေကိုဒေါင်ဆန်းစုကြည်အကြောင်းပြောပြမယ်ဆိုရင်သူဘလို့လူမျိုးလဲလို့ပြောပြမလဲ Well she's very strong မိမိကသိတ်ခိုင်ပါတယ်စိတ်ဓာတ်ခိုင်ပါပြတ်သားတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲသူကမျှတတယ်သူလို့ကျွန်တော်ယုံကြည်ပါတယ်တချို့လူတွေကသူ့ကိုတမ်းမနစ်နှင်းစီဆိုပြီးခေါ်ကြတယ်ကျွန်တော်တော့အဲ့လိုမထင်ဘူး तू ကအဲ့ထက်ပိုးပြီးနူးညံ့ပျော်ပြောင်းနေလို့ထင်ပါတယ်အမေနဲ့ဘယ်တော့ပြန်ဆုံနိုင်မယ်လို့ကိုထိန်လင်းမျှော်လင့်လဲ Well, I'd like to see her as soon as possible. မမေကိုအမြန်ဆုံးတွေ့ကြပါလေ။နေပြည်တော်ကအချင်းတော်မှာသွားတွေ့ရမယ်ဆိုရင်တော့သွားတွေ့ကြပါလေ။ဒါပေမဲ့မမေလွတ်မြောက်တဲ့အနေအထားမှာပဲပူပြီးတွေ့ကြပါလေ။ရန်ကုန်ကမမေအိမ်မှာဖြစ်ဖြစ်တွေ့ကြပါလေ။ကိုချင်းစားပြီးမှခန်းစားကြည့်တော့မခံနိုင်ဘူးကွာ။ပြောသွားတဲ့စကားတွေဒီဗီဒီယိုကို full net ချင်းရင် BBC မှာတွားကြည့်လို့ရပါတယ်။ Kira Sundar no video. Sky Time ပလေမြုပ်နေကကန်တော့ရေးစကန်ဘလောက်အရေးကြီးကြောင်း PDF ရေးပုံတွေထွက်ပြီးဖို့စောင့်ကြည့်နေကြောင်း ဖြုတ်ကလေးပါပြောရလို့တစ်ချက်လုံးနားစင်ကြည့်အောင်ဒီကနေ့မနက်6နာရီကအကြံပေးအုပ်စုတွေကကျွန်တော်တို့ဒီကန်းအောင်နေမီရဲ့စကန်မှာရှိတဲ့ဒီတက်မလို့စကန်ဒီရက်တဖွဲ့စကန် ID ကိုတို့ဘဖိုးတွေဒိုစာတွေနဲ့တို့ဝင်တယ်တို့ဝင်လုံးတယ်ပေါ့ခြံကျိုးနားရောက်ဖို့တော့ဝင်လုံးတယ်ပေါ့ဝင်လုံးတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကလည်းခုခံနေနောက်ပိုင်းမှာကျွန်တော်တို့တက်ကနေပြီးတော့ကျွန်တော်တို့တိုက်ခိုက်ဖိုက်တာဒီစီးနဲ့လာပြီးရှင်းလိုက်တယ်ပြီးတော့ကျွန်တော်တို့ဝိုင်တွဲလီနဲ့တောက်လျှောက်ရှင်းတယ် ျွန်တော်သိရတာပဲဒီကနေ့ပဲကျွန်တော်တို့၃ကြိမ်၄ကြိမ်လောက်ရှိရဝိုက်တွဲလေးနဲ့တောက်လျှောက်ရှင်းတာဒီနေ့မှာကျွန်တော်တင်ပြချင်တာကအားမအုပ်စုတွေကဒီဒိုစာတို့ဘတ်ဖိုးတို့ကိုအကာအကွယ်ယူပြီးတော့ဒီ second area တွေကိုဖောက်ဝင်တဲ့အရာတွေကကျွန်တော်တို့ရှေ့မှာရှိခဲ့တယ်အဲ့လိုအနေကမ်ဘလူးမှာလည်းဖြစ်ခဲ့တယ်ကမ်ဘလူးမှာလည်းရှိတယ်ဒီလိုမျိုးကျွန်တော်ဘတ်ဖိုးဒိုစာတို့တို့အကာအကွယ်ယူပြီးတော့ second area တွေပြည်သူ second area ဝင်လုံးတာတွေရှိခဲ့တယ်ရှေ့မှာလည်းရှိခဲ့တယ်လက်ရှိအဲ့ဒီအခြေအနေကကျွန်တော်ပလဲကန်းတော့နေမြေ second area မှာတို့ဆက်လုပ်တယ်ပေါ့တို့ဒီကနေ့မနေ့အဲ့ဒီလိုဘတ်ဖိုးတွေဒီဒိုစာတွေကတို့ဝင်ရောက်ဖို့စူးစမ်းတယ်ပေါ့ နောက်ဆုံးမရလိုက်ဘူးတက်ရှိတက်မလို့ကျွန်တော်တို့ဝိုင်တွဲနေတဲ့တောက်လျှောက်ကျဲနေရလို့ကျွန်တော်သိရတယ်ကန်တော့နေပြီစကန်ရဲ့တက်မိုးကတော်တော်ကြီးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာရှိတဲ့တက်မိုးသားညီမရဲ့နိုင်ငံရဲ့တက်ဖွဲ့ဝင်တွေပြည်သူစစ်တရဲ့လိုင်ဝေးနှလုံးရေးကကျွန်တော်တို့တကယ်ကိုအတိမတ်ပြုတ်ပါတယ်အတိမတ်ပြုတ်ပါတယ်ပြီးတော့ကျွန်တော်ဇီးပြုတ်ကုန်ပြည်သူစစ်တကယ်ကိုကျွန်တော်တို့အတိမတ်ပြုတ်ပါတယ်ပြီးရင်ကျွန်တော်အင်မတီပြည်သူစစ်အတိမတ်ပြုတ်ပါတယ်ပလဲပလဲမြို့နယ်ကြီးမှာခင်ဗျပလဲမြို့ရအချေခင်ဗျညီပုံလိုက်ချေအချေပလဲမြို့နယ်ထဲမှာကျွန်တော်တို့ လုံုံရေးစကန်ရှိတဲ့နေရာတွေကခုနကန်းတော့တနေရာရဲ့ဇီးပြူကုန်းရဲ့အိမ်မတီရဲ့ဒီ၃ရွာပဲရှိတယ်။ပြီးရင်ကျွန်တော်ပလဲမြို့ပေါ့လေးနေရာပဲရှိတယ်။ဒါတော့မြို့ပေါ်ပါမှာလေးနေရာပဲရှိရ။အင်းကျန်တဲ့နေရာတွေအားလုံးအကြပ်ဖတ်သမားတွေထိချုပ်တာ။တော်ပြီ။တော့ကန်းတောင်းကတကယ်ကိုစီရေးရမှာပြောကြတယ်။ကန်းတောင်းပွင့်သွားပြီဆိုတော့ခင်ဗျားအကြပ်ဖတ်တွေကခင်ဗျားထောက်ဖို့လမ်းကြောင်းအလွယ်တကူပဲဖြစ်ရှင်တယ်လို့ဖြစ်။တော်ပြီပေါ့။လက်ရှိတော့ကျွန်တော်တို့ဒီတပ်မတော်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ပြည်သူ့တပ်ဖွဲ့ဝင်တွေကလက်ရုံးတွေနှလုံးရတကယ်ကိုအံ့မခံပါဘူး။ အမခံပါပဲအဲ့တော့ကျွန်တော်တို့ဒီပလဲကန်းတောင်းနေပြီးစတိုက်ပွဲပြီးရင်ကျွန်တော်တို့ဇီးပြုံတိုက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီနိုင်ငံတော်အကြီးအကဲတွေကလည်းတောက်လျှောက်ကိုကျွန်တော်မျက်ချင်မပြတ်စောင့်ကြည့်တယ်ဒါကြောင့်လဲကျွန်တော်လိုအပ်တဲ့ပြည်ကူစစ်ကူတွေတောက်လျှောက်ပေးနေတယ်အဲကန်းတောင်းရဲ့အခြေအနေနဲ့ပတ်သက်ရင်ရန်သူတွေပဲချင်းစုံမလဲဟာတာရီပြုတ်တတ်တယ်နော်အခုတော့ကန်တောင်းရင်စကန်ချတော့တီးသွားလို့စံတောင်းမှာပဲမင်းငယ်ပြောသွားတာဒီဗီဒီယိုကို သူပြောသွားတဲ့24 hour တော့မကြသေးဘူးကြာသွားပြီအေမြုတ်ကလေးနောက်ဆုံးတတိထပ်ပြီးမှတတိပြုံးတော့မင်းတို့မှရှိတဲ့ရဟန်းရှင်တွေတက်လေရင်တွေကဘာမှသုံးစားလို့မရဘူးဆိုတော့ကိုတည်ပြီးမဟုတ်လားမင်းကုံယူနေတဲ့ပြည်သူရှိတွေခွေးတွေဝတ်တွေတီကုံကြမယ်ဒီမှာလေကျွန်တော်ကတော့တေချာတာပေါ့ PDF တွေမဆောက်ဘဲနဲ့မင်းတို့စစ်ခွေးတွေခွေးပြီးဝတ်ပြီးပြရမလားမကြည့်သေးဘူးနော်တတိနဲ့ပြီးဆုံးထွက်မှကြည့်ကြသေးတာပေါ့ မြုပ်ကလေးချုပ်ရှစ်ကိုးပါပြီခင်ဗျာဟုတ်ကဲ့ပါတကယ်ချင်းတောက်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time